ဆယ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရင်အစိပ်ပင်ရေလောင်းတဲ့တရားခဏ်ဖြစ်နိုင်တယ်လို့ပြောဆိုခဲ့တဲ့ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူဝင်းအပါဝင်၁၃ရောက်ကိုစစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားတယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ် KNU ဥက္ကဋ္ဌအပါဝင်73ရောက်ကိုရွေးကောက်ပွဲကိုလက်မခံဘဲဆန့်ကျင်ပြီးဖျက်လို့ဖျက်စီလုပ်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့လှိုင်ပွဲမြို့မရဲ့စခန်းမှာရွေးကောက်ပွဲဆရာဥပဒေတွေနဲ့အမှုဖွင့်ထားတာလို့သိရပါတယ်။ရွေးကောက်ပွဲကိုလက်မခံဘူးလို့ KNU ကပြောပြီးနောက်ပိုင်းအမှုဖွင့်တာဖြစ်ပြီး KNU ဥက္ကဋ္ဌကိုပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားသလိုကျန်တဲ့သူတွေကိုလည်းပုံမှန်23ကကြီနဲ့ဖွင့်ထားတာလို့နေပြည်တော်သတင်းရေးမြစ်ကပြောပါတယ်။ ကရင်မျိုးသားစီအိုခေအန်ယူကအောက်ဂလ26ရက်နေ့ကအာနာသိစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဥပဒေအရတရားမဝင်သလိုပြည်သူအလုံးပါဝင်နိုင်သည့်အခြေအနေမရှိဘဲလို့သလိုအပြည့်ထုတ်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ကြောင်းအချက်9ချက်နဲ့ကန့်ကွက်ခဲ့ပြီးနောက်အမှုဖွင့်ခဲ့တာလို့သိရပါဗျ။အခုအမှုဖွင့်ခံရသူတွေဟာ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထွေးအပါဝင် KNU ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ပဒိုစောဆဲကေပဒိုတာတို့မူပဒိုစောတော်တီပွဲပဒိုစောလှထွန်စောကြောနီစောတမလာတော်ပဒိုစောလော်အေမူပဒိုစောအေဂလူဆေပဒိုနော်ဒတာနဲ့ပဒိုစောတော်နီစောစာပလဲဒီဝန်တို့ဖြစ်တယ်လို့သိရပါတယ်ရှင်။